ားလုံးပဲမင်္ဂလာပါဘေးရင်ဝေးရမကျိုးတူပါလေကျွန်တော်မနှောပေးခြင်းအနောက်တိုင်းကနန်းပေးခြင်းပညာပြင် အကောင်အဆိုးကိုစမ်းပေးခြင်းကဲ့သို့ပင်ဟောကိန်ထုတ်နိုင်သောပညာရဲ့ဖြစ်သလိုနာမည်ပေးရမှာလေမိတိနာမည်ကနန်းအကျိုးပေးသည်မိမိဘာသာတွက်ဆပြီးကျုံရကြာဖက်မဟုတ်ပဲကျိုးတင်စီမှာပြီးနာမည်ပေးနိုင်ပါနာမည်ကနန်းရွေးချယ်သတ်မှတ်ရမှာ

တရက်၁၀ရက်၁၉ရက်၂၈ရက်ဖွားများဟာတေကနန်းသမားများဖြစ်ပါတယ်မူလတေကနန်းဟာနေမဲအုပ်စုပြီးတကိုတီထူးကျွန်ထက်မြက်စီသောကနန်းဖြစ်ပါတယ်တိကျသောရက်လနှစ်များမှာရေးကြီးသောကိစ္စများဆောင်ရွက်တဲ့တကယ်သူတေကနန်းရသောနာမည်များပြည်လင်လဲအထူးကောင်းမွန်ပါဒုတိယအနေနဲ့ကတော့စတိကနန်းနဲ့တန်တင်ညီညွတ်သော နှစ်ကနေလေးကနေခုနှစ်ကနေတို့ဖြစ်ပါလေကံတိတ်မကောင်းသောကနေနေရတော့နှစ်ကနေနဲ့လေးကနေကိုပယ်လိမ့်ခုနှစ်ကနေရတော့နမီလေးပေးတင်ပါတယ်နှစ်ကနေသမားများမိတိလာနှစ်မစုံနှစ်ရက်ဆွတ်တရက်နေ20ရက်ဖွေးဖားသူများဟာနှစ်ကနေသမားများဖြစ်ပါနှစ်ကနေသမားများဟာ တကနန်းသမားညာလောက်ရီမန်းချက်တော့မကြည့်ကြပါဘူးနေကနန်းကိုတနေ့လာကြိုးအဆိုးသဖြင့်ဘဝမှာလာသန်းလာစုကဲ့သို့အတက်အကြာရှိပါတယ်အထူးသဖြင့်ကတော့ခြေရင်းမှာကံမကောင်းတတ်ပါဘူးနေကနန်းရသောနမီပေးလင်စိုးလာတော့လေဆက်နွယ်သောကနန်းများထဲမှာစဉ်းစားသင့်ပါလေနေကနန်းနဲ့ဆက်နွယ်နေသည်ပါတကနန်းလေးကနန်းနဲ့ခိုကနန်းတို့ဖြစ်ပါတယ် လေးကိုပယ်ပြီးတင်ကနဲ့သုံးမခွန်ကနဲ့ရသောနမီကိုပေးတင်ပါလေသုံးကနဲ့သမားများမိတိလာနဲ့မစို့၃ရက်၁ရက်21ရက်နဲ့30ရက်မွေးဖွားသူများဟာသုံးကနဲ့သမားများဖြစ်ပါတယ်သုံးကနဲ့ကိုဇာတာပရိယောကလွှမ်းမှုသဖြင့်အောင်မြင်တိုးတက်စေသောကနဲ့ဖြစ်ပါတယ်သုံးကနဲ့ရသော နမီပေးရင်ထူးကောင်းမွန်ပါတယ်ဒါအပြင်သုံးကနဲ့ဟာ 6ခန်းနဲ့9ခန်းတန်းတင်ကြီးတော့ဟာမိုနီခန်းများဖြစ်တဲ့အတွက်9ခန်းကိုပဲက6ခန်းရသောနမီလေးပေးနိုင်ပါလေကနန္ဒမများမိတိလာနေမစို့၄ရက်၃ရက်၂၂ရက်၃တရက်မူဖာသူများဟာလေကနန္ဒမများဖြစ်ပါတယ်လေကနန်းကိုရွေနဲ့ကြိုးသုံးဖို့ပါတယ် တိတ်ကံကောင်းသောခဏတော့မဟုတ်ပါဘူး။ယင်လောက်တည်းမှဒူးလောက်ကြဆိုသလိုကြိုးစားသလားအရာမထင် ဖြစ်တတ်ပါလေ။ရတာမလို့လိုတာမရဆိုသလိုစိတ်မတင်မကြလဲဖြစ်တတ်ပါလေ။ဟာမိုနီဖြစ်သောခြားကနဲ့များမှာ တိကနဲ့နှစ်ကနဲ့ခွန်ကနဲ့တို့ဖြစ်ပါလေ။တိကနဲ့နဲ့ခွန်ကနဲ့ရသောနာမည်ကိုရွေးချယ်ပြီးအမိပေးတဲ့မှာ။ငါးကနဲ့သမားများ မိသိနေလားမသို့၅ရက်၁၄ရက်23ရက်တွင်မူဖာသူများဟာငါကနန်သမားများဖြစ်ပါသည်ငါကနန်ကိုဘောရူးဂျိုကသုဖို့ထားပါလေမိမိကြံသည့်ကြိုးပမ်းမှုဖြင့်အောင်မြင်နိုင်သောကနန်ဖြစ်တဲ့အတွက်ငါကနန်ရသောနမည်ဟာအထူးကောင်းမွန်ပါသည်ငါကနန်ရဲ့ထူးခြားမှုမှာအခြားအလုံးနဲ့ကနန်အလုံးနဲ့တန်းသိညီပါသည်တေကနန်သုံးကနန်ခွန်ကနန်ရသောနမည်များကိုတော့ ရွေးချယ်ပြီးမိပေးတဲ့မှာ6ခဏသမားများမိတိလာနေမစို့6ရက်15ရက်နဲ့24ရက်တွင် move out သူများဟာ6ခဏသမားများဖြစ်ပါတယ်6ခဏကိုတောက်ကြကြိုးကစွန့်မှုထားပါတယ်ဂီတနဲ့တခုမှစာတော့နုပညာရည်များနဲ့အကျိုးပေးသောကဏ္ဍဖြစ်ပါတယ်ကံကောင်းသောကဏ္ဍဖြစ်ပါတယ် တန်တင်ညီသောဟာမိုနီကနန်းမြတ်မှာဒုံကနန်းနဲ့ကိုကနန်းဖြစ်ပါတယ်။ဒုံကနန်းရသောနမီလေးကောင်းပါလေ။ခုံကနန်းသမားများမိတိလာနဲ့မဆို9ရက်16ရက်25ရက်ဒီမူကသူများဟာခုံကနန်းသမားများဖြစ်ပါလေ။ခုံကနန်းကိုနဗကျွန်းကျိုကစုံမို့ထားသည်ဖြင့်ခီးသွွားခြင်းအပြောင်းလဲလှုပ်ခြင်းတီးထွင်ကြံစားခြင်း စသဖြင့်အောင်မြင်သောခဏဖြစ်တဲ့အတွက်ခွန်ကနန်းရသောနာမည်ပြည့်လင်လေမူလဆွမ်းအားကိုမြင့်တင်ရာရောက်ပါသည်ခွန်ကနန်းနဲ့တန်တဲ့ညီသောခဏန်းနေရာတော့ဒီကနန်းနှစ်ကနန်းလေးကနန်းတို့ဖြစ်ပါရှစ်ကနန်းသမားများဟာမိတိလာနဲ့မဆိုရှစ်ရက်ဆယ်ခုနှစ်ရက်26ရက်မှာမူဖာသူများတို့ဟာရှစ်ကနန်းသမားများဖြစ်ပါသည်ရှစ်ကနန်းကိုစနေကျော်ကလွှမ်းမိုးထားပါတယ် စနေကြိုလွှမ်းမိုးထားသည့်ကာလဖြစ်သည်ခြေတံမှာ21ရက်မှာဖေဖော်ဝါရီ26ရက်ကာလအတွင်းမွေးဖွားသူတို့မှာအဲ့ဒီကြိုရဲ့ပုံမှုသဘောထင်ရှားပါသည်ဒါအပြင်တွဲဘက်ဖြစ်သော၄ကနေနဲ့ရှင်တွဲလာရင်ပို့ပြီးကန်ဆိုးစေပါဒါကြောင့်ရှစ်ကနေရသောနမီပြည့်လင်လဲမကောင်းတကယ်သူ၄ကနေရသောမီပြည့်လင်လဲပို့ပြီးဆိုးစေပါချာတန်တဲ့ညီတော်ကနန်းနေဖြစ်တယ်ဒီကနန်း၃ကနန်းနဲ့ 6ခန်းရသောနာမည်များကိုသာရွေးချယ်ပြီးမိပေးတဲ့တော့ကိုကနန္ဒမများမိတိနှစ်လမစို့ကိုရဲ့ဆစ်ဆီရဲ့28ရဖွားမွေးဖွားသူများဟာကိုကနန္ဒမများဖြစ်ပါတယ်ကိုကနန်းကို အင်းငါကြိုးကစွန့်မှုထားပါတယ်အတိုက်ခံများပြီးကံတိတ်မကောင်းလာပါဘူး ။ဟင်းကားကျူကာလဖြစ်သောမက်လာ21ရက်မှာ AB 26ရက်အတွင်းအောက်တိုဘာ21ရက်မှာနိုဝင်ဘာ29ရက်အတွင်းမွေးဖွားသူများဟာပြင်းထန်သောသဘာဝပုံမှုပြီးထင်ရှားပါလာတတ်ပါသည်။ကိုကနန်သမားများဟာအစာရင်ရောဂါလည်းရတတ်ပါသည်။ဒါအမည်ကိုကနန်သမားများဟာဘဝတသက်တာခွဲစိတ်မှုများနဲ့ကြုံရတတ်ပါသည်။ကိုကနန်နဲ့တန်တင်ကြီးတို့ကနန်နေရာတော့သုံးကနန် ခြောက်ကနန်းတို့အရရှိတော်မူများကိုရွေးချယ်မိပေးတင်ပါအားလုံးပဲမိတ်ဆွေများကံကောင်းသောကနန်းနာမိများရရှိပိုင်နိုင်ကြပါခင်ဗျာ